မဲမင်္ဂလာပါဒီနေ့အော်တိုဘာလ16ရက်နေ့မှာတော့တည်င်းထူးတွေကတော့ရှိတယ်အဲ့ဒါကတော့ပထမဆုံးကျွန်တော်တို့တတိထားမိဟာက RCSS RCSS ကစက္ကစနဲ့တငိချင်းနဲ့ဖြစ်တယ်ဆိုတော့သူကလုံးဝ DNCA စနဲ့ပြည့်မှသူမသွားဘူးအဲ့ဒါထူးခြားချက်တစ်ခုရှိမယ်နောက်တစ်ခုကရေဦးမှာရေဦးမှာဆိုလို့ချင်တယ် PDF တွေကတော်တော်ကိုစုမထားတယ်စုမထားတဲ့အတွက်ကြောင့်ဒီစကားစတွေရဲ့အခြေအနေတွေကိုတော့ကောင်းကောင်းမွန်မွန်သမားတွေဟာအဲ့ဒီဟာတွေရှိမယ်နောက်တစ်ခုကဒီနေ့အတွက်သတင်းထုတ်ကတော့ Lyser Lyser ကိုနေပြီးတော့တိုက်ခိုက်တဲ့တဲ့တင်တွေကလည်းတော်တော်ကိုဟောဖြစ်နေတဲ့တဲ့တင်တွေတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒီတဲ့တင်တွေကိုကျွန်တော်တို့မပြောခင်မှာပထမဆုံးကျွန်တော်ပြောချင်တဲ့တဲ့တင်ကတော့တော့တနေ့တိုင်တိုင်လုံးလုံးမျိုးပေါင်းတပြေကောင်းဖုံးကြီးချမ်းမှာတက်ဆွထားတဲ့ အဲ့ဒီစကားစတွေကိုနေဖက်ကနေပြီးတော့လိုက်ပြတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၄ယောက်နော်၄ယောက်ကမာလကီယာဖြစ်သွားတယ်ဒါလည်းတင်းကောင်းပဲအကုံဖက်ပြစ်ကိုသွားတယ်အဲ့ဒီမှာကစင်းကလေးကအကုံလုံးဖက်ပြစ်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဒီနေ့တိုင်တိုင်လုံးလုံးမြို့နော်အောင်သပြေကုန်းဖုံးကြီးကျောင်းမှာတက်စစ်ထားတယ်မာလာရဲ့အဖွဲ့တွေကကစင်းကလေးကနော်လမ်းရှာမရအကုံလုံးဖက်ပြစ်သွားတယ်၄ယောက်ကတော့အဲ့ဒီမှာမာလကီယာဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒီမာလာရဲ့နော်တင်တိုင်းကျောင်းတင်တော့ကျောင်းလုံးပြောတဲ့ခါမှာနော် ပါစရီเนาะပါစရီရဆိုလို့ရှိရင်တို့အပတ်စဉ်၁၈ထိတောင်မှရှိနေပြီเนาะသိန်းနဲ့ခြေပြီးတော့တို့ရသွားပြီအဲ့ဒီမှာလူပဲဆိုတော့အဲ့ဒီတင်တန်းချောင်းတော့မလောက်ဘူးเนาะမလောက်တဲ့ခါကျတော့အခုကတော့တင်တန်းချောင်းပေါင်း၂၀နဲ့ခုနှစ်ချောင်းပေါင်းနေပြီးတော့ဖွင့်လှစ်လိုက်တယ်ပြီးလို့ရှိရင်တော့အရန်เนาะအရန်တင်တန်းချောင်းက၅၀ခုနှစ်ချောင်းကိုဖွင့်လှစ်လိုက်တယ်အဲ့ဒီကတော့เนาะလူတွေကိုအကုန်လုံးတို့ကဆွေးစီထားတာပဲเนาะစစ်ပွဲမှာပြီးသေးရတော့ဒီလူတွေကအကုန်လုံးပါဖြစ်လာမယ်ဆိုလို့ရှိရင်အဲ့ဒီမှာလူသားတိုင်းလူသားတိုင်းလို့ပြောတဲ့အခါမှာအဲ့ဒီလူတွေကိုခင်းတော့သွားတာသူတို့က နော်တကယ်ဝိုင်းရင်ရှိတဲ့လူတွေကနောက်မှာထိုင်ပြီးတော့တကယ်တကယ်ပြေးရတော့မယ်ဆိုလို့ရှိရင်သူတို့ကအကုန်လုံးပြေးပြီးတော့ကြံခဲ့တဲ့လူတွေကပါစတွေပဲအဲ့ဒါကိုပြန်မှာတွေ့နိုင်လဲဆိုလို့ရှိရင်ဒီအမ်ပဒန်အဲ့ဒီဘူဟာကုန်းဒီနိုင်ရကံဘူဟာကုန်းကိုတိုက်တဲ့အခါမှာသူတို့တွေ့ရလိမ့်မယ်ကဘာလို့စခန်းရှိတယ်နော်အဲ့ဒီကဘာလို့စခန်းတင်းတဲ့အခါမှာအဲ့ဒီကလူတွေကအကုန်လုံးထွက်ပြေးသွားတယ်နောက်ထပ်ပြီးသွားတယ်ဒါပေမဲ့အဲ့ဒီမှာပတ်စတွေပဲခြံခဲ့တယ်ဆိုတော့အဲ့ဒီပတ်စတွေကိုဖိုးကျွေးတယ်ဆိုတဲ့ဟာကိုဒီနေရာမှာတွေ့ရလိမ့်မယ်ဆိုတော့ဒီတိုင်းကြောင်းပေါင်းက ျွန်တော်တို့29ကြောင်းကိုဖွင့်ထားတယ်အရန်က59ကြောင်းကိုဖွင့်ထားတယ်နောက်ပတ်စံကတော့6ရက်ထိကျွန်တော်တို့ရောက်နေပြီလူငယ်အားတော့တိမ့်နေချီတော့ရပါပြီဆိုတဲ့ဟာကိုကျွန်တော်တို့သတိထားမှဖြစ်တယ်ဆိုတော့ပြည်သူလူထုတွေကဒီလိုလှုပ်ချင်းအားဖြင့်ဘာကိုကြမ်းချစီလဲဆိုလို့ရှိရင်ဒေါ်လာရေးကိုကြမ်းချစီတယ်သူတို့စဉ်းစားတာကငါတို့ကဘာမှနော်မဆိုင်ဘူးကိုယ်အလုပ်ပဲကိုယ်လုပ်တယ်လို့ပဲသူတို့ကထင်ကြတယ်နော်တကယ်တကယ်စိတ်မထောက်ဥပဒေနဲ့အတင်းလိုက်ဖမ်းတဲ့ခါကျတော့အဲ့ဒီလူတွေကအကုန်လုံးဒေါ်လာရင်းကိုနှောက်ရှက်ပေးတယ်အဲ့ဒီနှောက်ရှက်ပေးတာက နော်အဲ့ဒီမှာဘေးဥတာမကဘူးဘာလုံလာလဲဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ပုတ်တွေဖြစ်တဲ့ခါကျတော့သူတို့ဟောပါပြစ်တယ်နော်ပြစ်တယ်အဲ့ဒီလူတွေကနောက်ဆုံးအဖမ်းခံရတဲ့ခါကျမှပဲငါတို့ကပါစပါပါစပါလို့ပြောတာနော်တကယ်တကယ်အဲ့ပွင့်မှာရောက်လို့ရှိရင်သူတို့ကပြစ်ရတာပဲဟိုပြစ်ပြစ်မိပေးတဲ့ခါကျတော့သူတို့ကပြစ်ရတာပဲအဲ့ဒီပြစ်တဲ့ဟာတွေကတော်တယ်ရဲ့ဖက်ကလူတွေကိုအသက်အန္တရာယ်ကို ထိခိုက်စေတယ်နော်ပြီးလို့ရှိရင်တော့သူတို့ကအဲ့ဒီမှာတိုက်ပုတ်မှာဖြစ်တဲ့ခါကျတော့ဒဏ်ရာတွေပါတွေရတယ်အဲ့ဒါကိုလည်းစစ်ကူတာပေးရတယ်နော်တော်တယ်ရဲ့ဖက်ကစစ်ကူတာပေးရတယ်နော်သူတို့ကိုကျွေးမွေးထားရတယ် သူတို့ကိုပြန်သုံးလို့မရတော့ဘူးဘာဖြစ်လဲဆိုတော့တော်ရင်အဖွဲ့တွေကတရားဖြစ်သွားပြီတန်တရားဖြစ်တဲ့ခါကျတော့သူတို့ကိုသုံးလို့မရတော့ဘူးမရတဲ့ခါကျတော့နော်တော်တော်ကိုစံချာမှုတွေရှိတယ်လူငယ်အားနဲ့ဖြစ်ချင်းကိုခံရတယ်တန်ရတဲ့ခါကျတော့လေသူတို့ကိုပြန်ပြီးတော့ပြူစုရတယ်ဆောင်းလျှောက်ရတယ်ဝင်လာတဲ့ပတ်စတွေကိုလည်းစိတ်ချလက်ချတော်တော်မရတော့ဘူးเนาะတော်တော်ကိုတော်လိုင်းရေကိုအနှောက်ရှက်ဖြစ်တယ်ဆိုတဲ့ဟာကိုအထက်မှာအေးအေးကြောင့်နေတဲ့เนาะလူငယ်တွေတော်တော်ကိုသတိထားဖို့လိုတယ်เนาะတော်လိုင်းရေကိုတော်တော်ကိုထိခိုက်စေတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်စမုံစခွန်ခရိုင်ရဲ့နောက်တစ်ခုက ဒီမဟာချိုင်ရဲ့ဒီနေရာတွေမှာသူတို့ကပိုက်အောင်ကတ်တွေကိုလုတ်ဖို့အတွက်ကမြန်မာနိုင်ငံကအောက်လက်ခေါ်လာတယ်နော်ခေါ်လာတယ်ဟေးအကွင့်ရဲ့ကောင်းတဲ့ကိုတို့လာကြလာကြဆိုတော့အဲ့ဒီပွဲစားတွေကခေါ်လာတယ်နော်ခေါ်လာတဲ့အခါကျတော့ဘလောက်ပေးရလဲဆိုလို့ရှိရင်သိန်း80ပေးရတယ်အဲ့ဒီပိုက်အောင်ကတ်ကိုရဖို့အတွက်ဒီထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ဖို့ရနိုင်ဖို့အတွက်ကသိန်း80ပေးရတယ်အဲ့ဒီမှာရောက်တဲ့အခါကျတော့လူပေါင်းက130နဲ့တယောက်ရှိတယ်အဲ့ဒီလူတွေကအဲ့ဒီမှာပေးပြီးတော့ဒီပွဲစားတွေနဲ့တွားတဲ့အခါကျတော့ပွဲစားတွေအချင်းချင်း သူတို့ကအဝေးမတက်ဘူးအဲ့ဒီကသူများတယ်ကိုများတယ်စသည်ဖြင့်နော်သူကဘလောက်ယူမယ်ကိုကဘလောက်ယူမယ်အဝေးမတက်တဲ့ခါကျတော့နော်အဲ့ဒီမှာတယောက်တယောက်ကိုတိုင်ကြတယ်နော်အဲ့ဒီထိုင်းဖက်ကလူတွေကိုတိုင်တယ်တိုင်တဲ့ခါကျတော့အဲ့ဒီမှာ135ယောက်ဖမ်းခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့မြန်မာနိုင်ငံကလူတွေအချင်းချင်းပွဲစားတွေက ဒီလူငယ်တွေကိုလူငယ်တွေဒီလိုထွက်ပြန်တော့လဲလူငယ်တွေကိုဒီလိုလုပ်တယ်နော်အဲ့ဒီပွဲစားတွေကနော်ပိုးတော်တော်ကိုလူငယ်တွေဖက်ပါလဲစဉ်းစားတာတော်တော်ခက်တယ်နော်ပွဲစားနဲ့သွားပြန်တော့လဲပွဲစားနဲ့အလင်ခါတဲ့တင်ရှစ်စစ်ဆိုတာနော်မရှိတဲ့လူတွေတွေ့တော့နည်းလာမဟုတ်ဘူးအဲ့ဒါကတော့နော်အဲ့လိုမျိုးလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးမသွားနိုင်ဘူးဆိုလို့ရှိရင်တော့လွတ်လပ်တဲ့နေရာလွတ်မြောက်တဲ့နေရာတွေမှာလူငယ်တွေနဲ့ပေါင်းပြီးတော့တော်နိုင်ရင်မှပေါင်းလုံးလို့ရတယ်နော်အဲ့လိုမျိုး အဲ့လိုမျိုးလဲသူတို့ကတော့မလုပ်ချင်ပြန်ဘူး။တော့မလုပ်ချင်တဲ့ခါကျတော့နိုင်ငံခြားမှာထွက်ဖို့သူတို့ကပွဲစားတွေနဲ့လုပ်ကြတယ်။ဆိုတော့ think fix ဆိုတာမရှိတဲ့လူတွေကတော်တော်ကို clear နေတာပဲ။နော်အဲ့လိုမျိုးပေးပြီးတော့ဟိုမှာရောက်တော့လဲပြန်ပြီးတော့ဖန်ခံတယ်။တရား30နဲ့တရားဖန်ခံတယ်ဆိုတဲ့ဟာကိုဒါ same ကောင်းဆောင်နဲ့ကျွန်တော်တို့တင်ချားရတယ်။နောက်တစ်ခုက RCSS ။ RCSS ကဒီ NCA လက်မှတ်ထိုးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။မဟာလာနဲ့တကယ်တငေချင်းဖြစ်တယ်။ဒီ RCSS ရဲ့ဘိုးချုပ်ကြီးရွတ်ဆက်ကဆိုလို့ရှိရင်မဟာလာနဲ့ကခုန်ပတ်ပြီးတော့ အလင်းတို့ဘူးဆိုတယ်ပဲเนาะပုဆိုတယ်ပဲဒါပေမဲ့အခုစနေပြည့်เนาะစနေပြည့်ဒီအခါနောက်မှာเนาะတကယ်ဒီနိုင်ငံတကာကလူတွေကိုခေါ်တယ်သူတွေနှိစက်တဲ့လူတွေကိုခေါ်တယ်ခေါ်ပြီးတော့အဲ့လိုမျိုး NCA စနေပြည့်အခါနောက်ကိုသူတို့လုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီ RCSS ကဒီဥက္ကဋ္ဌရော့စက်ကမတက်ဘူးဒါပေမဲ့လူကိုစားလှုပ်ပစ်လိုက်တယ်သူကပြောလိုက်သေးတယ်เนาะ အခုမြင်းချမ်းရဲကိုမအောင်မြင်တဲ့ဟာပြတ်သွားတာဆိုလို့ရှိရင်မလကနော်ဒီအာနာကိုတိတ်မှုကြောင့်ဖြစ်တယ်မြင်းချမ်းရဲလုံငန်းစင်တာဆိုလို့ရှိရင်အကုန်လုံးရက်သွားတာဆိုလို့ရှိရင်မလအာနာတိတ်မှုကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုသွားပြီးတော့ပြောတယ်ဆိုတော့ဒီဟာကနော်တတိမီဒီယာလောကမှာတော်တော်ကိုရေပန်းစားတဲ့တည်င်းတစ်ခုဖြစ်တယ် အဲ့ဒါကိုပြန်လည်ရရှိဖို့အတွက်ယုံကြည်မှုကိုပြန်တည်ဆောက်ရမယ်လို့တောင်းမှပြောလိုက်သေးတယ်နော်ပြောလိုက်သေးတယ်ဆိုတော့အဲ့ဒါကိုချစ်ချစ်အားဖြင့်နော်ဒီမအလာနဲ့ ACSS ဟာဆိုလို့ရှိရင်နည်းနည်းခွာပွေးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုမအလာကဘလောက်ထိအရေးချင်းနေလဲနော်ညင်းချမ်းရဲ့ဒီညင်းချမ်းရေးကိုနော် ACA လက်မှတ်ကိုနော်ဘလောက်ထိ improve ဖြစ်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့နိုင်ရှင်ကြည့်တဲ့အခါကနော်ဦးသိန်းစိန်တမဒလုပ်တဲ့ခေတ်မှာဆိုလို့ရှိရင်နော် ACA လက်မှတ်ထိုးဖို့အပွဲကရှစ်ဖွဲ့ရတယ်နော်ရှစ်ဖွဲ့ရတယ် NRD တက်လာတယ်เนาะ NRD လက်ထက်မှာဆိုလို့ရှိရင်ဖွဲ့ပေါင်းတော့ဖွဲ့ကိုသူတို့ရတယ်စုစုပေါင်းစေဖွဲ့เนาะစေဖွဲ့မှာအခုမအလာတက်လာတယ်အဲ့ဒါပြရတာအာနာသိမ့်တယ်ဘယ်သူမှမကြိုက်ဘူး NCA လက်မှတ်ထိုးတဲ့လူတွေကလည်းသဘောမကျဘူးဘာဖြစ်ဆိုတော့ NCA လက်မှတ်ထိုးထားတဲ့နေရာတွေမှာဘုံကျဲတယ်အဲ့ဒီမှာအမျိုးမျိုးလုပ်တဲ့အခါကျတော့နော်မေရှိုးတယ်ဘုံကျဲတယ်စသဖြင့်ဒီအရာကိုလုပ်တဲ့အခါကျတော့နော်ဒီဖက်က NCA လက်မှတ်ထိုးထားတဲ့အဖွဲ့6ဖွဲ့ကထွက်သွားတယ်ဆိုတော့ဒီနေရာမှာမအလာခဲ့မှာ ်ဒီတိုးလာဖို့မရှိဘူးစေဖွဲကနေပြီးတော့စင်္ဂါဖွဲစစ်တဖွဲစစ်နှဖွဲစသည်ဖြင့်နော်အဲ့လိုမျိုးတိုးလာတာမရှိဘူးနော်6ဖွဲရော့သွားတယ်နော်ရော့သွားတယ်ဆိုတော့အတ္တဟာဆိုလို့ရှိရင်မာလာအနာတိမ်မုံကြောင့်မာလာရဲ့တကဲ့နော်အသုံးမချမုံကြောင့်စသည်ဖြင့်စသည်ဖြင့်ဒီအကြောင်းအရာကိုတွေ့ရလိမ့်မယ်နော်ဦးသိန်းစင်ခေတ်မှာကျွန်တော်တို့ရှစ်ဖွဲရတယ် NLD လက်ထက်မှာနှစ်ဖွဲရတယ်နော်အခုမာလာ ခေတ်မှာ6ဖွဲ့ထွက်သွားတယ်နော်ထွက်သွားတယ်ဆိုတော့၄ဖွဲ့ပဲကျန်တော့တယ်အဲ့ဒီမှာ RCSS ကဒီ6ဖွဲ့မှာမပါသေးဘူးဒါပေမဲ့အခု check ကြံလုပ်နေပြီဆိုတဲ့ဟာကတော့နော်ဒီမအလာရင်တွေကတော့ဒုစွတ်တယ်ဆိုတော့မကြခင်တွေ့ရလိမ့်မယ်ထင်တယ်နော် RCSS နဲ့အဲ့ဖွဲ့တွေပြန်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေတော့ကျွန်တော်တို့ပြန်ပြီးတော့ တွေ့လာရနိုင်တယ်နော်တွေ့လာရနိုင်တယ်အခု ICSS ရဲ့ဥထာကနေပြီးတော့နော်ပြောလာတာဟိုချစ်ချားပြကျွန်တော်တို့တွေ့နိုင်တယ်နောက်တစ်ခုကဒီ TNL လေးနော် TNL လေးကဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့နော်ဆုတ်ယုတ်လာပြီဆုတ်ယုတ်လာပြီသူတင်ထားတဲ့မြို့လေးကိုအကုန်လုံးပြပြပြလွတ်လိုက်ရတယ်လွတ်တာတောင်မှနော်တစ်လမှတစ်မြို့ထိသူတို့လွှတ်ရတယ်နောင်ချိုကိုပေးလိုက်ရတယ်ပြီးလို့ရှိရင်နော်ကျွန်တော်တို့ချောင်းမဲကိုပေးလိုက်ရတယ်အခုဒီဘောကိုပေးလိုက်ရပြီဆိုတော့ပေးလိုက်ရတဲ့ဟာကိုအခုမနေ့ကတော့တတိယမီဒီယာတွေမှာဖော်ပြတယ်အခုကတော့ဒီပြုပြီနော်အဲ့ဒီမှာ ျွန်တော်တို့ပြောရစခွင့်ရှိတဲ့လူလူရဲ့ဥကနေပြီးတော့အဲ့ဒီမှာသူဖော်ပြလိုက်ပြီအဲ့ဒါကသူကဘာပြောလိုက်လဲဆိုလို့ရှိရင်တော့ SSPP ကနေပြီးတော့လမ်းကြောင်းဖွင့်ပေးလို့တော့ကျွန်တော်တို့ကျမတို့ရှုံးရပါတယ်ဆိုတဲ့ဟာကိုသူတို့ပြောတယ်။ဒါအတိတ်ကတော့ SSPP ကိုပုံချလိုက်တယ်။ဆိုတော့ SSPP ကဘာဖြစ်လို့ဒီမလကိုခွင့်ပြုရတယ်လဲဝင်ခွင့်ပေးလဲဆိုလို့ရှိရင်နော် TLL ကသူတင်ပိတ်ထားတဲ့နေမျိုးတွေမှာအကုန်လုံးမောင်းထုတ်တာလေ။နော် SSPP တို့ KIA တို့စသဖြင့်သူတို့ကအကုန်လုံးမောင်းထုတ်တာ။နော် KIA ဒီဖက်မှာ Sky ဖက်မှာတော်တော်ကိုသူတို့ အော်တကယ်ဥဆောင်ရလုပ်ပြီးတော့သူတို့တင်ထားရရတင်လို့ရတဲ့မြို့တွေအများကြီးရှိတယ်เนาะဒါပေမဲ့အဲ့ဒီဟာကိုเนาะ KA ကငါတို့တင်ထားတဲ့မြို့ပါလို့သူတို့မပြောဘူးသူတို့အပိုင်မတောင်းဘူးအခုငါ TNL ရကွာဟာချက်ကအဲ့ဒါပဲเนาะသူတို့တင်ထားတဲ့ဟာငါတို့ဟာငါတို့မြင်မင်းတို့အကုန်လုံးထက်အဲ့ဒီကသူတို့စခန်းတော့အကုန်လုံးမောင်းထုတ်တယ်เนาะထိုးကျိတ်တယ်စသည်ဖြင့်ဒီဟာတွေကเนาะသူရဲ့အကျိုးဆက်တွေအတာပဲเนาะရှမ်းပြည်မှာရှမ်းရဲ့နေမြေတွေကိုတင်တယ်တင်လို့ရထားတဲ့ဟာကိုရှမ်းလိုမျိုးတွေကိုနေထုတ်တယ် နေထောက်တဲ့ခါကျတော့အခုရှမ်းလိုမျိုးတွေလက်မခံတော့ဘူးလက်မခံတော့အခု SSP ပြီးတော့ကိုလုံးထွက်လိုက်တယ်ကိုလုံးအောင်မြင်နေဆိုတာအရင်ကဟိုဖက်ကလည်းပိတ်တယ်ဒီဖက်ကလည်းပိတ်တယ်တော်လိုင်းရောက်အောင်မြင်ချင်းလို့တော့ကိုဖက်မှာကိုတောင်းမယူတော့ပိတ်တဲ့ခါကျတော့တော့အဲ့ဒီမှာအရင်ကဒီဘယ်လိုပြောမလဲ SSP ပြီးတော့ပါတာတော့မဟုတ်ဘူးဒါပေမဲ့တစ်ဖက်တနန်းအဖြစ်သူတို့ပေါဝင်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုကတော့ကိုလုံးလမ်းခွဲပစ်လိုက်တဲ့ခါကျတော့ကိုလုံးပါသွားပြီအခု တရားလျာဆိုလို့ရှိရင် SSPP ကိုပုံချတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုက KN ရဲ့ဌာနချုပ်เนาะ KN ရဲ့ဌာနချုပ်ကနေပြီးတော့မာလာရဲ့ဒီဖက်ကအသေးခံဒုံလို့ခေါ်တဲ့ကာမေကာစစ်တောင်းတနေပြီးတော့တိုက်ခိုက်တယ်ဆိုတော့ဒီနှစ်တစ်နှစ်ထိမှပဲ၅ကြိမ်တိုက်ပြီးတချို့အများဖြစ်ဒုက္ခသစ္စာမှာအရင်တော့တိုက်ခတ်တဲ့ဟာတွေကဒုက္ခသစ္စာတွေမှာပွားပြီးတော့မိတယ်အဲ့ဒီမှာတော့တင်းအပြောက်တွေရှိတယ်ဒီနှစ်ကတော့အဲ့ဒီမှာသူတို့ပုံချတဲ့ခါကျတော့ညာအဲ့ဒီမှာတရုတ်လူမျိုးလင်မယားနှစ်ယောက်ကိုထိတယ်တရားရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကမွန်လိုင်းကွင်းအနည်းမှရှိတဲ့ ဒီဈေးတန်းလျားမှာအဲ့ဒီမှာဒီမှာအတိခံပုံးပါနေပြီးတော့အဲ့ဒီမှာကြားတယ်ကြားတဲ့ခါကျတော့အဲ့ဒီမှာတရုတ်ပြည်များနှစ်ယောက်ကတိခိုက်တရားရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ် ဒါကလည်းပဲเนาะ KIA ကိုဌာနချုပ်ကိုတော်တော်ကိုဖြူရှင်နေသူတို့ကလုံးဝမရနိုင်ဘူးဖြစ်နေတယ်ဆိုတော့ဒီဖက်မှာတော်တော်ကိုသိနေဟာကိုသူတို့အမျိုးထားပြီးတော့ဒီလိုက်စာကြောင့်ဒီလိုက်စာကြောင့်နော်လိုက်စာမှာအဲ့ဒီလူကြီးတွေရှိကောင်းလည်းရှိနိုင်တယ်မရှိလည်းမရှိဘူးเนาะတခြားနေရာတွေမှာအများကြီးသူတို့ကစီမံကပ်ကွက်မှုတွေလုပ်တဲ့ခါကျတော့เนาะဟန်ပြတော့ပဲရှိနေမယ်အဲ့ဒီမှာเนาะတကယ်တကယ်စုံမထားတဲ့ဟာနေမြေတွေမှာပဲသူတို့အတိတ်ကအရေးကြီးတဲ့နေရာတွေမှာပဲသူတို့အဲ့ဒီမှာရှိနေမယ်ဒါပေမဲ့လိုက်စာမျိုးကသူတို့ရဲ့မြို့ဖြစ်တဲ့ခါကျတော့အဲ့ဒီဟာကိုပြင်မထားတယ်ပြင်မထားတဲ့ဟာကလည်းအဲ့ဒီတလုံးကိုပြစ်လိုက် က်ခြင်းအားဖြင့်နော်သူတို့အောင်မြင်သွားလာဆိုတာထိန်းချုပ်လို့နိုင်လားဆိုတော့မဟုတ်ဘူးနော်အဲ့ဒါကိုတက်တက်မစားရတဲ့အမေတင်းနဲ့ပဲ့ဆိုတာဒါပဲနော်နောက်တစ်ခုကစက္ကဆတ်တွေကတရုတ်ရဲ့နိပညာတွေကိုတွတ်တွတ်ချင်းချင်းတုံးလာနိုင်တယ်နော်တုံးလာနိုင်တယ်ဆိုတဲ့ဟာကိုမြေပြင်မှာသူတို့တိုင်ပိုက်ထားတဲ့ဒုံးတွေကိုနော်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကအဲ့ဒီနိပညာကဒုံးကာကူရဲ့စနစ်နော်ကိုဒုံးကာကူရဲ့စနစ်ကနေပြီးတော့တရုတ်ကရောင်းချပေးလိုက်တဲ့ကူညီပေးလိုက်တဲ့ဟာနော်အဲ့ဒါကိုနေပြီးတော့ရှေ့တန်းမှာတော်တော်ကိုတွတ်တွတ်ချင်းချင်းတုံးနေတယ်ဆိုတဲ့ဟာကိုမြန်မာနိုင်ငံလုံးချုံရဲ့ဆိုင်ရာလေ့လာရဲ့အဖွဲ့နော် MDS အင်္ဂါနေပြီးတော့ထုတ်ပြန်လိုက်တယ်။တော့ရှေ့တန်းမှာလူတွေကလည်းအတီးပြူထားတယ်သူတို့ရဲ့ site ကိုဖမ်းမိရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းမြင်းချမ်းမှာဆိုလို့ရှိရင်နော်ပကဖလက်ထက်ကနေပြီးတော့နော်ထွက်ပြေးသွားတဲ့အချုပ်သား30မှာနေပြီးတော့ရှေ့ရောက်ကိုပြန်ပြီးတော့ဖမ်းဆီးရမယ်လို့ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကပကဖကဖမ်းဆီးထားတဲ့ဒီအကျဉ်းသားတွေအချုပ်သားတွေကနေပြီးတော့တနက်တွေနဲ့ထွက်ပြေးသွားတယ်။နော်ထွက်ပြေးသွားတဲ့ခါကျတော့အဲ့ဒီမှာရှေ့ရောက်ကိုဖမ်းဆီးရမယ်30မှာဆိုတော့တော်တော်ကိုလွန်မြောက်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဘာဖြစ်လို့ဒီတနက်တွေကို နော်ဒီအချုပ်သားတွေကယူလို့ရတော့အထိနော်ဘလောက်ထိပေါ့ရောက်လဲဆိုတဲ့ဟာကိုအဲ့ဒါကိုကြည့်ချအပြည့်ကျွန်တော်တို့သိနိုင်တယ်နော်ပကဖားတွေနော်ဘလောက်ထိသူတို့အရေးချင်းဘလောက်ရှိလဲဆိုတာကိုအဲ့ဒါကိုကြည့်ချအပြည့်ကျွန်တော်တို့တွေ့နေတယ်အချုပ်သားအချုပ်သားဆိုတာသူတို့လက်ထက်ခတ်တာတို့ဘာတို့သူတို့ကိုနော်ကောက်ကောက်နော်လွတ်လွတ်လပ်လပ်သွားတဲ့လူတွေမဟုတ်ဘူး เนาะไอ้ติหลุดอ่ะยอกปอง30ก็นี่พี่รอเนาะดีโหถั่วเปียยาลองที่สรแล้วตลอดกูอุชวยเนี่ยพิ้งเนี่ยสรแล้วหาโหอะดาก็ตุยอ่ะเนี่ยอะดามาเล่นเนี่ยตุยต่อปาวะได้เลยเนาะ6รอบไปยาได้อ่ะเนาะไอ้หลุมเนี่ยฉินนี้เนี่ยของเราตุยอ่ะมั้ยรอบตัวก็สกายไตยีอู้มาสรุษิยเนาะ PDF ไปแท่งชุบท้าไล่ล่ะเนาะไอ้นี่มาမျိုးปอมมาရှိတယ်สักกะสะเนี่ยสรุษิยลงกว่าอะเปียไม่ถั่วเยกูเนาะมิตร30รอบที่ไปตัวก็ตั้วลงยาได้เนาะอะเปียมาสรุษิยก็ลง PDF ไปก็แท่งชุบท้าได้ไอ้นี่มา မလာအဖွဲ့အစတန်တက်ခံနေရတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တဲ့ဆိုတော့ဒီနေ့အော်တိုဘာလ6ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ